က်စွာဗျာတဲ့ခုဒီဘဝရောနတ်ဘဝရောအဲ့လိုနှစ်ပါးစုံသောအကျိုးစီးပွားတွေကိုဖြစ်ထွန်းစေတတ်တဲ့တခုတည်းသောတရားဆိုတာရှိပါသလားတဲ့မေးတာလေးပညာသားပါတယ်ဟုတ်လားအခုရောနောင်ရောနော်နှစ်ပါးစုံသောအခြေအနေမှာကြီးမားတဲ့အကျိုးစီးပွားကိုဖြစ်ထွန်းစေတတ်တဲ့တခုသောတရားရှိပါသလားတရားကတော့တခုတည်းဒါပေမဲ့အကျိုးစီးပွားကတော့ နှမျိုးဖြစ်ထွန်းစေရမယ်နော်ကျိုးစီဝါနှမျိုးဆိုတာဘာတော့အခုပစ္စုပန်နဲ့နောင်အနာဂတ်ပေါ့နော်ဒီမှာတော့မြတ်စွာဘုရားအလိုတော်ကြားဘုံဘုံတို့ဘယ်လိုပြောမလဲဒိဋ္ဌဓမ္မိကင်စီဝါအထံတမ္ပရာယိကင်စာအခုလုံလုံးစေကျိုးရှိဖို့နော်နောင်ဘဝအကျိုးရှိဖို့အဲ့လိုမျိုးတခုတည်းသောတရားရှိပါသလားဆိုတော့မြတ်စွာဘုရားကအဋ္ဌိခောမဟာရာဇာဧကောဓမ္မောယောဥဘောအဋ္ဌိတမတ္တိကိစ္ဆာတိဋ္ဌတိဒိဋ္ဌဓမ္မိကင်စီဝါအထံတမ္ပရာယိကင်စာ မင်းကြီးရှိတယ်တဲ့ပစ္စုပန်တမလွန်နှစ်တန်သောအကျိုးစီးပွားကိုဖြစ်ထွန်းစေတဲ့တခုသောတရားဆိုတာရှိတယ်အဲ့ဒါမြတ်စွာဘုရားဘာများလုံးဘုရားဆိုတော့မြတ်စွာဘုရားကအပမာရောခောမဟာသာဇာဧကောဓမ္မောအပမာဒါဆိုတဲ့ဒီတခုသောတရားဟာခုနကတည်းကပြောခဲ့တဲ့ကုသိုလ်တွေကိုမမေ့တဲ့ဩနာတိကွဲကံနှစ်တွဲကိုမမေ့တဲ့ယုံနဲ့နေစာဒုက္ခအနတ္တကိုမမေ့တဲ့ဘဝကဒုက္ခဖြစ်နေတာပါလားဆိုတာကိုမမေ့တဲ့ ဒီအပမာဒတရားတတိပေါ့နော်တရားကိုကောက်ရင်ဟုတ်လားအဲ့ဒီအပမာဒတရားဟာအခုရောနောင်ရောနှမျိုးစုံအကျိုးစီးပွားကိုဖြစ်ထွန်းစေတဲ့တခုရီသောတရားပဲတဲ့မင်းကြီးတဲ့ငါဥပမာဆောင်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ဒေယထာပိမဟာရာဇာယာနိကာနိစီစင်္ဂလာနံပါဏန္တံပရဇာနံနိတဗ္ဗာနိတာနိဟဋ္ဌိပရိသမောဒါနံကိစ္ဆန္တိဟောဒီကုံးတော်ဝါဒီကုံးပေါ်မှာကျက်စားနေကြတဲ့ကုံးတော်ဝါဒီ အဲ့ဒီကုန်းတော်ဘာတွေရဲ့ခြေရာတွေကိုဘုံဘုံတို့ဝေဖန်ကြည့်မယ်ဆိုလို့ရှိရင်အားလုံးဟာဆင်ခြေရာထက်ငယ်တဲ့ခြေရာတွေကြီးပဲပေါ့ဆင်ခြေရာတွေကိုထည့်လိုက်မယ်ဆိုရင်အကုန်လုံးဟာဆင်ခြေရာရဲ့အတွင်းမှာပဲဝင်သွားကြတယ်ဆင်ခြေရာဒီကုန်းတော်ဘာတို့ရဲ့ခြေရာတွေထဲမှာသူကအကြီးကြီးပဲသူအကြီးဆုံးပဲပေါ့နော်အဲ့ဒါလိုပဲတဲ့ကုသိုလ်တရားမှန်သမျှချမ်းသာမှုကိုဖြစ်ထွန်းစေတဲ့တရားမှန်သမျှဒီ ဒီအပ္ပမာဒဆိုတဲ့အဝင်းဝိုင်းထဲမှာပဲတက်ဝင်ကြရတယ်။သူဒီသာနဲ့အကြီးကျယ်ဆုံးအမြင့်မြတ်ဆုံးတို့အပ္ပမာဒကိုမြတ်စွာဘုရားအဲ့ဒါလိုဂုံလေးပြုတ်ပြီးတော့ဂါထာသုံးပုဒ်မြတ်စွာဘုရားဟောတယ်။လောကီအကျိုးစီးပွားလောကုတ္တရာအကျိုးစီးပွားပြစ္ဆုတ်ပံအကျိုးစီးပွားတန်တရာအကျိုးစီးပွားကိုဖြစ်ထွန်းစေတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဒီဂါထာလေးသုံးပုဒ်ကိုသေးသေးချာချာလေးမှတ်ကြည့်နော်။အာယုံအာရောဂိယံဝဏ္ဏတက္ကံဥစ္စံကုလိနတာ တတိယောပတ္တယန္တေနဥလာရာအပရာပရာအာယုံအသက်ရှိခြင်းကို၎င်းအာရောဂိယံအနာမရှိသည်ဤအဖြစ်ကို၎င်းဝန္တန်ဆင်းလာခြင်းကို၎င်းတက္ကနပြီကို၎င်းဥ္စာကုလိနတံအမျိုးမြတ်သည်ဤအဖြစ်ကို၎င်းဥလာရာမြတ်ကုံသော အပရာပရာအဆင့်ဆင့်ဖြစ်ကုံသောရတ္တိယောမွေလျောခြင်းတို့ကို ပတ္တယံတေနတောင့်တသောသူသည် အပမာရောအပမာရကိုကာတဘောပြုတ်အပ်၏ ဘင်းကြီးတဲ့အသက်ရှိခြင်းကိုအလိုရှိတဲ့လူအနာကင်းခြင်းကိုအလိုရှိတဲ့လူရုပ်ရှင်လာခြင်းကိုအလိုရှိတဲ့လူဒါပြစ္ဆုတ်ပံကြိုစည်းပွားတွေလို့ဆိုနိုင်တယ်ဗောနော်ခန္ဓာကိုယ်ပျက်စီးလို့သိပြီးတဲ့နောက်မှာကောင်းတဲ့ဘဝကိုရခြင်းနဲ့နော်နှက်ပြီကိုရောက်ခြင်းနဲ့ပုံကိုနောက်ဘဝမှာအမျိုးမြတ်ခြင်းနဲ့ပုံကိုအစင်းစင်မြင့်မြတ်တဲ့အကျိုးစီးပွားတွေကိုအစင်းစင်မြင့်မြတ်တဲ့ချမ်းသာခြင်းမွေးလျော်ခြင်းတွေကိုအလိုရှိတဲ့ပုံကိုတွေကအပမာဒတရားကို ပြုတဲ့နေတဲ့တတိရှိတဲ့နေဗန္ဒီတာပညာရှိတို့သည်ပုံညကရိယာတို့သုံးပါးကုန်သော ပုံညကရိယာဝတ္ထုတို့၌အပမာဒမမေ့မလျော်ခြင်းကိုပတန်တန်တိချီးမွမ်းကုန်၏သုံးပါးသောပုံညကရိယာဝတ္ထုဆိုတာဒါနသီလဘာဝနာကိုညှိညွှန်းတာပါပဲဟုတ်လားဗန္ဒီတာပညာရှိတို့သည်ပုံညက